ဒီမိုကရက်တစ်ပြည်ပြင်ပြောင်းလဲရေးပြည်ရင်အတွက်ဆန္ဒခံယူပွဲကို2026ခုနှစ်ဖေဖော်ဝါရီလမှာကျင်းပဖို့စီစဉ်ထားတဲ့ပါလီမန်ရွေးကောက်ပွဲနဲ့တရက်ထဲပြုလုပ်သွားမယ်လို့ဘင်္ဂလားဒေ့ရှ်ရှားဖြတ်အစိုးရကောင်းဆောင်မိုဟာမက်ယူနုကကြာတာရီနေမှာပြောပါတယ်ရွေးကောက်ပွဲပြီးတဲ့အထိတောင်အာရှနိုင်ငံကိုခေါင်းဆောင်နေရတဲ့အသက်85နှစ်အရွယ်နိုဘယ်ဆုရှင် ်ဦးနုကသူဟာပြီးကြတဲ့နှစ်ကဖြစ်ပွားခဲ့တဲ့လူမှုအုံကြွားမှုကြီးအပြီးမှာလုံးဝပျက်စီးပြိုကျနေတဲ့နိုင်ငံရေးစနစ်ကို အမွေဆက်ခံခဲ့ရတယ်လို့ပြောပါတယ်သူနိုင်ငံရဲ့အမွေနှစ်ရဲ့အခြေခံအုတ်မြစ်ဖြစ်ခြံထားရစ်ခဲ့မဲ့ပြုပြင်ပြောင်းလဲပြင်ရင်ဟာနောက်တစ်ချိန်အာနာရှင်စနစ်ကို ပြန်မရအောင်တားဆီးရမှာအဓိကကြားတယ်လို့သူကပြောပါတယ် နောက်ကျင်းပါမဲ့လွှတ်တော်ရွေးကောက်ပွဲနေ့မှာဆန္ဒခံယူပွဲကိုတရက်ထဲတပြိုင်တည်းကျင်းပဖို့ကျွန်တော်တို့ဆုံးဖြတ်ပေးပါပြီလို့ယူနော့ကတိုင်းပြည်ကိုမိန်ကွန်းပြောရမှာထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ဒါကပြုပြင်ပြောင်းလဲလုပ်ငန်းရဲ့ရည်မှန်းချက်တွေကိုဘယ်နည်းနဲ့မှဟန်တာနှောက်ရှက်မှာမဟုတ်ပါဘူး။ရွေးကောက်ပွဲတွေကိုပို့ပြီးပျော်ပျော်ရွှင်ရွှင်နဲ့တတ်တတ်တတ်ကျင်းပသွားနိုင်မှာပါလို့သူကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကလူမှုအုံကြွားမှုနဲ့အစိုးရဟောင်းကိုဖျောက်ချပြီးပေါ်ထွက်လာခဲ့တဲ့ဇူလိုင်ပတင်းညင်းလို့ခေါ်ဆိုကြတဲ့ဒီစာတန်းဟာဖေဖော်ဝါရီလကျင်းပမဲ့ရွေးကောက်ပွဲမှတိုင်ပြီးအာဏာအတွက် ရှင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေအကြားပြင်းထန်တဲ့အငင်းခုန်ဆွေးနွေးမှုတွေဖြစ်ပေါ်လာစေခဲ့ပါတယ်။လူ့အခွင့်အရေးဆက်လက်ရည်ကြည့်ခံဖို့ပြည်သူတွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Myanmar TV YouTube Channel မှာ Myanmar ဝေဖန်ခြင်းဖြင့် Fuzzy.